အမေရိကန်နဲ့ကနေဒါတို့ဟာကောင်းမွန်တဲ့တန်တမန်ဆက်ဆံရေးရှိလာခဲ့တာကြားပါပြီ။မကြခင်ကပဲတမနာအစ်ထရန့်တက်လာပြီးတဲ့နောက်မှာတော့အရင်လိုအခြေအနေတွေတိုင်းမရှိနေတော့ပဲလှုပ်လှုပ်ခတ်ပြောင်းလဲမှုတွေရှိလာနေပါတယ်။အခုချိန်မှာကနေဒါနဲ့အမေရိကန်တို့ကြားမှာအော်တိုမိုဘိုင်းတွေစိုက်ပျိုးရေးနဲ့တန်မဏိကုန်သွယ်ရေးတွေရပ်တန့်လိုက်ပါပြီ။ပြီးတော့အမေရိကန်အတွက်အရေးပါဆုံးဖြစ်တဲ့တဘာဝတံငွေတွေမြေအောက်တယံဇာတာတွေကိုရောဖြတ်တောက်ပြစ်တော့မှလားလို့တန်တရားဝင်နေရပါပြီ။ True Do ဘက်ကလည်းသူတို့မှာ American ကိုဒုက္ခရောက်သွားစေနိုင်မယ်ဟွက်ဖဲရီရှိကြောင်းဆိုလာပါတယ် သူတို့ပြောတယ်ကနေဒါရဲ့ဟွက်ဖဲကဘာတွေလဲကဘာမှာအင်အားအကြီးဆုံးအမေရိကန်သားမရှိတော့ရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကြောင်းတွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခုထိကနေဒါနဲ့အမေရိကန်တို့ရဲ့ကြားကဆက်ဆံရေးဟာအခုထိကွဲကွဲပြားပြားမသိရသေးပဲဆွေးနွေးမှုတွေလုပ်လို့နေပါတယ်ထရမ့်ကတော့ကနေဒါဘက်ကသူတို့ကိုမမျှတတဲ့ကုံတွယ်မှုတွေပြုလုပ်နေကြောင်းနိုင်ငံရဲ့ထုတ်လုပ်သူလူရန်းသားကိုကာဝယ်ဖို့လှုပ်ရှားရရှိတာလုပ်သွားမယ်လို့ထရမ့်ကဆိုပါတယ်ထရမ့်ဟာလည်းကနေဒါဘက်ကိုစိန်ခေါ်လိုက်တာဖြစ်ပြီးနောက်ဆက်တွဲအနေနဲ့ ကနေဒါကရနေတဲ့ steel ray aluminum အပြင်နှုတ်ထွက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပြဿနာတွေရှိလာနိုင်ပါတယ်။ကနေဒါဘက်ကလည်းအမေရိကန်ရဲ့အောက်ခွန်25ရာခိုင်နှုန်းအထိတိုးလိုက်တဲ့အပေါ်မှာသူတို့ကိုအပြစ်ပေးရမှာမဟုတ်ကြောင်းနဲ့အတူပူးပေါင်းဆောင်ရွက်တင်ကြောင်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ကနေဒါဘက်ကလည်းသူတို့ပေါ်အမေရိကန်ကစပြီးတော့တင်းကျပ်တဲ့အတွက်ပြန်တင်းကျပ်တဲ့အနေနဲ့အမေရိကန်ဘက်ကတင်သွင်းကုန်တွေရဲ့အောက်ခွန်နှုန်းကိုအတူတူပဲထားလိုက်ပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံသားတွေဟာကနေဒါနဲ့ရန်သူဖြစ်တော်မလားဆိုပြီးစိုးရိမ်နေကြပါပြီ။ ကနေဒါကတော့သူတို့ဘက်ကရန်လူရာမဟုတ်ကြောင်းနဲ့သူတို့ဘော်ဆက်ဆံတဲ့အတိုင်းတုံ့ပြန်တာဖြစ်ကြောင်းပြန်ပြီးတော့ပြောပါရယ်ကနေဒါနိုင်ငံဟာကမ္ဘာနဲ့တလွှားမှာမိုင်းတွင်းနေအပြင်စွန့်အင်ထုတ်လုပ်နိုင်ခွင့်ကြောင့်လူသိများတဲ့နိုင်ငံမှာ Saudi Arabia နဲ့ Venezuela တို့လိုပဲစွန့်အင်အရင်းမြစ်ဖြစ်တဲ့ရေနံတွင်းတွေရှိပါရယ်ဒါကြောင့်လည်း American ကအလွန်စိတ်ဝင်တစားရှိပါရယ် American တို့ကကနေဒါကနေရေနံတွေတင်သွင်းရတဲ့အခါမှာ pipeline တွေတန်ဂါရီနဲ့ပို့ရတဲ့အတွက်ပို့ပြီးဈေးသက်သာနိုင်ပါရယ် ီနှစ်တွေတခြားလုံးမှာလည်းကနေဒါဟာအမေရိကကိုတဘာဝတန့်ွေတွေအများဆုံးတင်သွင်းနေတဲ့ဒုတိယနိုင်ငံဖြစ်ပါတယ်။ဒါကြောင့်လည်းကနေဒါဝန်ကြီးချုပ် True Dude ကသူတို့ကိုလာစိန်ခေါ်ရင်ပြန်ပြီးနှောက်ရှက်ရလိမ့်မယ်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာတဘာဝ Shield C တွေနဲ့အရင်းမြစ်တွေထုတ်ဖော်ရရှိနေတဲ့အတွက်အလားအလာကောင်းတွေအများကြီးရှိနေပေမဲ့ဤပညာလိုအပ်မှုတွေကြောင့်နေရာတိုင်းမှာလုံလောက်အောင်မသုံးနိုင်သေးတဲ့အတွက်ကနေဒါကတင်ပို့တဲ့လောင်စာတွေကိုအားထားနေရဆဲပါပဲ။ရုရှားကလောင်စာတွေကိုလည်းအမေရိကန်ကဝယ်သုံးနေပေမဲ့ ကနေဒါကလောင်စာတွေကိုပို့ပြီးသုံးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ကနေဒါလောင်စာတွေကအမေရိကန်တို့အတွက်ပို့ပြီးအသုံးဝင်နေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ Trump ကအကောက်ခွန်နှုန်းတွေတိုးမြှင့်လိုက်တဲ့အတွက်လောင်စာစီပြဿနာတွေဖြစ်လာဖို့နှီးနေပါပြီ။ဆက်ယုံလုံယုံတွေမှာစီစည်းတက်တာကြောင့်ထုတ်ကုန်ဈေးတွေမှာလည်းတက်လာမှာဖြစ်သလိုတခြားဆက်ဆက်နေတဲ့ကုန်ဈေးနှုန်းတွေပါတက်လာမှာပါ။ဒါအပြင်ကနေဒါကလည်းသူ့ရဲ့စီဝဲယူနေတဲ့အကြီးစားဖောက်တယ်ကြီးဆုံးရှုံးရရင်စီးပွားရေးကထိုးကြပါလိမ့်မယ်။ကနေဒါကစီးပွားရေးထိုးကြတာကိုတော့မရင်ဆိုင်နိုင်ကြောင်း အာရှနဲ့ဥရောပကိုလောင်စာတင်ပို့နိုင်ကြောင်းဖြည့်ရှင်းပြီးကိုပြောခဲ့ပေမဲ့တိတ်လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကနေဒါရဲ့လောင်စာတွေတင်ပို့ဖို့ပိုင်နန်းတွေဖောက်ထားတာအမေရိကန်မှာအများဆုံးပါ။ဒါအပြင်ကနေဒါကအာရှနဲ့ဥရောပဈေးကွက်တွေကိုချဲ့ထွင်သွားနိုင်ရင်နိုင်ငံရေးအာဏာလည်းရလာနိုင်ပါတယ်။ဒီအာဏာရလာရင်အမေရိကန်ကကြည်ပြူနိုင်ပါမလား။ဒါဆိုရင်စီနဲ့တန်ွေပြဿနာတွေမကားတော့ပါဘူး။ကနေဒါမှာရှိနေတဲ့တခြားမြေတရံဇာတ်တွေလည်းပါလာမှာပါ။မြေရှား၊နီကယ်၊ယူရေနီယံ၊ကော့ပါ၊ဇင်အပြင် လစ်သီယံနောင်ကနေဒါမှာထွက်ပါသေးတယ်။ခင်မီလက်နက်တွေတက်ဆင်ထားတဲ့ယာဉ်တွေကိုတိစောက်ဖို့အီလွန်ရဲ့တက်စလာအပြင် American Engineering Company ကြီးတွေကနေဒီတပ်ထုတွေကိုမရှိမဖြစ်အသုံးပြုနေကြရတာဖြစ်ပါတယ်။မဟုတ်ရင်တရုတ်ကကြော်တက်သွားတာခံရမှာပါ။ဒါကြောင့်ကနေဒါကသူတို့တင်ရတာထုတ်ကုန်တွေကိုဈေးတင်လိုက်ရင် American ကြောင်ပြောက်သွားနိုင်တယ်လို့ပြောနေကြတာပါ။အခုလေကနေဒါဝန်ကြီးချုပ်ကထုတ်ကုန်တွေကို25ရာခိုင်နှုန်းအထိအခွန်တိုးမြှင့်ထားပြီးအမေရိကန်ဘက်ကတင်းမာမှုအတိုင်းအလိုက်အသင့်ပြန်တုံ့ပြန်နေပါဗျ။ အမေရိကန်ကနေကနေဒါကိုတင်သွင်းကုန်နေဖြစ်တဲ့စိုက်ပျိုးသီးနှံတွေကားတွေဤပညာပိုင်းဆိုင်ရာပစ္စည်းတွေပေါ်မှာအခွန်ကိုတိုးမြင့်ဖို့လဲဆက်လုပ်လာနိုင်ပါတယ်ဒီလိုလုပ်လိုက်တာနဲ့အမေရိကန်ကလုပ်ငန်းတွေလဲပတ်ရမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်အစအစအရာရာဈေးကြီးလာပြီးစီးပွားရေးလဲကျဆင်းနိုင်ပါတယ်တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်ပါတယ်ဒါဆိုရင်ကနေဒါဟာအမေရိကန်ရဲ့ရန်သူဖြစ်သွားပါပြီဒီကိစ္စတွေကို True တက်ဘက်ကထုတ်ပြောလာတဲ့အတွက် American Imperial မှာလဲကင်တွေဖြည့်ရှင်းဖို့နီးလန်းတွေကိုစဉ်းစားနေရတော့ပါပြီ။ တစ်ဖက်ကကြည့်ပြန်ရင်လေအမေရိကန်အတွက်ကနေဒါဟာအကျိုးမြတ်တွေအရေးပါတဲ့နိုင်ငံပါနိုင်ငံတွင်းကကားတွေကိုကနေဒါကမြေရှားတွေမှာပါပဲဆက်တီဆောက်ဖို့ခက်ခဲပါလိမ့်မယ်အဓိကကတော့လျှက်စစ်ကားတွေနဲ့သူတို့ရဲ့ဘက်ထရီတွေပါပဲဒါကြောင့်အမေရိကန်ဘက်ကဆက်တင်းမာနေမယ်ဆိုရင်ပေကြပေါ့အမေရိကန်မှာပြဿနာတွေတက်လာတော့မှာပါကနေဒါကလည်းသူ့ဘက်မှာအမေရိကန်ကိုရောင်းချလို့မရရင်တရုတ် EU နဲ့တခြားသောအာရှနိုင်ငံတွေတောင်ကိုရီးယားစတဲ့နိုင်ငံတွေကိုမိတ်ရှာနိုင်ပါတယ်။အမေရိကန်နေနဲ့ကနေဒါဘက်ကိုတင်းကျပ်မှုလွန်သွားရင် ခုကိစ္စတွေဟာတကယ်ဖြစ်လာနိုင်ပါတယ်။ကနေဒါဘက်ကလည်းဆုံးရှုံးမှုတွေရှိနိုင်ပေမဲ့ဝင်ကြီးချုပ်ဖြစ်သူကသူတို့ကိုလာတိုက်ခိုက်ရင်တော့ငြိမ်းခံနေမှာမဟုတ်ပဲပြန်တုံ့ပြန်သွားမယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တယ်လို့တပ်သေးအနေနဲ့အခွန်မြှင့်လိုက်တာကိုပဲကြည်ပါ။ဒါဆိုရင်အမေရိကန်နဲ့ကနေဒါတို့အကြားမှာလည်းအရင်လိုပဲချောမွေ့တဲ့ဆက်ဆံရေးတော့မဟုတ်တော့တာသိကြပါရစေ။နှစ်ဖက်လုံးကသာမလျှော့ရင်သူတို့နှစ်ဖက်စလုံးတေချာပေါက်စီးပွားရေးစစ်ကိုတိုက်ခိုက်ကြရတော့မှာပါ။အမေရိကန်ကတင်သွင်းလိုက်တဲ့စတီးနဲ့အလူမီနီယံတွေကို ကနေဒါကအခွန်25ရာခိုင်နှုန်းအထိတိုးလိုက်ပါတယ်။ Mississippi က No ထုတ်လုပ်ရေးတွေ၊ Wisconsin က Cheese ထုတ်လုပ်ရေးတွေ၊ Kentucky က Whiskey ထုတ်လုပ်ရေးတွေ၊ Pennsylvania က Chocolate ဆက်ယုံတွေဟာတင်ပို့ကုန်တွေအတွက်အခွန်ပိုပေးရတော့မှာဖြစ်ပါတယ်။ကနေဒါဟာ American ရဲ့တကယ့်လုပ်ငန်းကြီးတွေကိုမှချိန်ပြီးပြစ်လိုက်တာဖြစ်ပါတယ်။ဒီကိစ္စကိုဘယ်သူဖြေရှင်းနိုင်လဲဆိုရင်တော့နှစ်ယောက်မရှိတဲ့ American ရဲ့သမ္မတကြီး Trump ပါပဲ။သူ့လက်ထက်ကျမှအခုလိုဖြစ်ရတဲ့ပေါ်ကနေဒါအစိုးရကလည်း Trump အစိုးရကြောင့်လိုပဲလက်ညှိုးထိုးမှာပါ။ အမေရိကန်ကလျှက်စစ်ကားဈေးကွက်ကိုဈေးမြှင့်လိုက်တဲ့အတွက်ကနေဒါဘက်ကလည်းတယ်လီကွန်နဲ့ကွန်ပျူတာလုပ်ငန်းတွေမှာအခွန်တိုးကောက်မယ်ဆိုပြီးကနေဒါကဆုံးဖြတ်လာနိုင်ပါတယ်။သူတို့နိုင်ငံရဲ့တင်ရန်သားတွေကိုလည်းအမေရိကန်ကသုံးနေရတာကြောင့်ဒီအချက်ကိုကနေဒါအနေနဲ့ဝက်ဖဲအနေနဲ့သုံးမယ်ဆိုရင်လည်းသုံးချင်စရာပါ။အမေရိကန်ရဲ့လိုအပ်နေတဲ့လောင်းသားတွေကိုဖြတ်တောက်လိုက်ရင်ပြဿနာတွေအများကြီးအမေရိကန်နိုင်ငံအတွင်းဖြစ်သွားစီမှာပါ။ကနေဒါဟာတခြားလုံးအမေရိကန်ဘက်ကပဲရက်တီလာခဲ့တာပါ။ ဒါကြောင့်အခုလူတွေပြုမှုနေပုံပေါ့လူတွေတောင်အံ့ဩနေကြပါလေဒီအတိုင်းသာဆိုရင်ကနေဒါဟာအမေရိကန်ရဲ့နေရာကိုတောင်ဝင်ယူနိုင်ပြီးအမေရိကန်ကအင်အားနှဲလာနိုင်တယ်လို့ပြောနေကြပါလေဒါပေမဲ့အမေရိကန်ဘက်ကလောင်စာမလုံလောက်ရင်တော့ sorry ကနေဝယ်ယူလို့ရတယ်လို့လူတွေရက်စက်ကပိုတင်ကြွယ်တာတောင်းလာရင်ဒီလောင်စာပြဿနာကတစိမ့်တစ်ပိုင်းတော့ဖြေရှင်းလို့ရနိုင်ပါသေးတယ်ပြီးရင်လျှက်စစ်ကားတွေကပိုဈေးကြီးလာပြီးကနေဒါပြည်သူတွေကတော့ပိုဈေးကြီးပေးပြီးတော့ဝယ်ယူရတော့မှာပါကနေဒါဟာသူ့နိုင်ငံရဲ့ထုတ်ကုန်တွေကို အမေရိကန်ကိုရောင်းလာတာအများဆုံးပါပဲ။ဒါကြောင့်လည်းအခုလိုအဆင်မပြေဖြစ်တာကြာလာရင်ကနေဒါရဲ့စီးပွားရေးကိုလည်းထိမှာပါပဲ။အမေရိကန်နဲ့နှီးတူပါပဲ။နှစ်နိုင်ငံသလုံးနီးလန်းကိုစီရှာကြရမှာပါ။ဒါအပြင်နှစ်နိုင်ငံသလုံးဘာမှမပတ်သက်ပဲကင်းကွာနေနိုင်ကြဖို့ကလည်းမလွယ်ကြတဲ့အနေထားပါ။ဒါကြောင့်သူတို့ကဘလို့ဆက်ဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။နှစ်နိုင်ငံသလုံးစီးပွားရေးအကြက်တဲရီနိုင်ငံရေးပဋိပက္ခတွေဖြစ်မဲ့ကိစ္စကိုလောက်ကြပါမလားဆိုတာကတော့တွေ့ဝေစဉ်းစားကြပါ။ အမေရိကန်နိုင်ငံတွင်းကလုပ်ငန်းရှင်တွေအနေနဲ့လည်းရုတ်တရက်ကြီးအခြေအနေတွေပြောင်းကုန်ပြီးကြက်တဲမှမျိုးကိုလိုချင်ကြမှာမဟုတ်ပါဘူးဒီလိုတွေစုပူလိုက်ရင်လည်း Trump ဟာကနေဒါနဲ့ပြန်ညှိနှိုင်းရမှာသိကြပါဗျ။ကနေဒါဘက်ကလည်းထုံနီး၎င်းပါပဲသူတို့နိုင်ငံမတည့်နေရင်နောက်ကအသင့်ဆောင်နေတဲ့တရုတ်နဲ့ EU ကနေရာဝင်ယူသွားမှာပါပဲသူတို့ကလည်းအမေရိကန်ကိုကြိမိရတာဖြစ်လို့ကနေဒါအတွက်ကတော့အားပါပဲဒီအခြေအနေမှာအမေရိကန်နေနဲ့ရန်သူများလာနိုင်တာကိုလည်းလူလက်ထရန့်ကတွတ်ဆပြီးသားဖြစ်မှာပါ ဒါကြောင့်ကနေဒါနဲ့အမေရိကန်တို့ကြားမှာဖြစ်နေတဲ့အထူးအကြောင်းအရာကတကယ်တော့ trade war လို့ခေါ်တဲ့ကုန်သွယ်ရေးစစ်ပွဲပါပဲ။အမေရိကန်က EU နိုင်ငံတွေအပါအဝင်ကနေဒါကိုပါကုန်သွယ်ကုန်တွေတိုးကောက်လိုက်လို့စတင်ဖြစ်လာရတာပါ။ Trump ဘက်မှာအရင်ကရှိနေတဲ့ EU တွေကလည်း Ukraine ကိစ္စနဲ့ဗတ်မညီကြဘူးဖြစ်နေပါဗျ။ကနေဒါကလည်း Trump ရဲ့ခွန်မြင့်ခွန်မြင့်မှုကိုမကျေနပ်နိုင်ပါဘူး။ဒါကြောင့်ပြန်ပြီးအခွန်ပြန်မြင့်ပြလိုက်ရင်သူ့အင်အားကိုပြဖို့ကြိုးစားနေပါဗျ။ American နဲ့ Canada ရဲ့ဆက်ဆံရေးကလင်းနဲ့မရလို့ပါပဲ။ ချိတ်ဆက်နွယ်ရှက်နေတာတွေအများကြီးပါပဲ။ခေါင်းဆောင်တွေမတည့်တာနဲ့နိုင်ငံစီးပွားရေးတွေပြတ်သွားလို့မရတဲ့အခြေအနေပါ။မဟုတ်ရင်နှစ်နိုင်ငံပြည်သူတွေစီးပွားရေးနဲ့အာဏာတွေပါဝါတွေကျဆင်းရမှာပါ။ဒီကိစ္စကိုဖြေရှင်းဖို့အတွက် Trump ရောကနေဒါဝန်ကြီးချုပ်ရောဟာအကောင်းဆုံးနည်းလမ်းကိုရှာဖွေနေကြလိမ့်မယ်ထင်ပါတယ်။မဟုတ်ရင်တော့အခြေအနေတွေတိထက်ဆိုးလာဖို့ပဲရှိပါတယ်။အခုချိန်ထိဒီမိုကရေစီဘိုးရီနိုင်ငံကြီးတစ်ဖြစ်လဲလွတ်လပ်ပြီးအတိုးတက်ဆုံးဖြစ်နေတဲ့အမေရိကန်က သူရထားတဲ့ကမ္ဘာအဆင့်တစ်ကိုကနေဒါပြဿနာလောင်းနဲ့တော့လဲမပြစ်လောက်ပါဘူး။ဒါပေမဲ့ထရမ့်မာကလည်းမာနနဲ့တိတ်ခါကရှိနေပါတယ်။သူပြောထားတာပြန်ရုပ်သိမ်းရင်လည်းကနေဒါကိုပြန်လိုက်ရောပေးလိုက်ရတယ်လို့အ short ပေးလိုက်ရတယ်လို့ဖြစ်ပါလိမ့်မယ်။မဟုတ်ဘဲဆက်တင်းထားရင်လည်းပြည်သူတွေကဆဲလို့ခေါင်းကျင်းရမှာတည်ကြပါတယ်။ဒီလိုသာဆိုထရမ့်ဟာသူဖြစ်ချင်တဲ့ American ကို Great Again ပြန်လုပ်နိုင်ဖို့ဝေးသွားပါလိမ့်မယ်။ တခြားမက္ကဆီကို EU တရုတ်နဲ့တခြားနိုင်ငံတွေမှာလည်းအမေရိကန်ကိုအမြင်မကြည်ကြသူတွေတစ်ဖက်ဆုလာနိုင်ပါတယ်။ဒါဆိုရင်ကမ္ဘာစက်ခုံဟာအပြောင်းလဲများပါနဲ့လှုပ်ခတ်နေမှာပါ။ပြည်သက်ကြီးရောအမေရိကန်ရဲ့ကုန်သွယ်အောက်ခွန်တိုးမြင့်လိုက်မှုတွေကနေဒါရဲ့အမေရိကန်ပေါ်သဘောထားတင်းမာနေမှုတွေကိုဘလို့ထင်မြင်မိပါသလဲ။ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကြီးရှုအားပေးခဲ့တဲ့ပြည်သက်ကြီးအားလုံးပဲရှင်လန်းချမ်းမြေ့မှုနဲ့အတူတာယာတဲ့နေကောင်းချမ်းမြေ့ကလေးပိုင်ဆိုင်ကြပါသည်ခင်ဗျာ။